အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Nubalovia ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်းတော့ကို PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာနှစ်ခုကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ်ပထမတစ်ခုကတော့ PUBG Mobile ဘက်ကနေဒီနေ့ထွက်ရှိထားတဲ့ glitch ပင်အသင်းနဲ့ဒုတိယတစ်ခုကတော့တော်တော်လေးကိုလွယ်ကူတဲ့ mission ဆော့ပြီးမှ Transformer ရဲ့အတန်ဖိုင်နှစ်ခုကို free အပိုင်ယူနီဖော်ပြပြီးတော့မှာဖြစ်ပါတယ်ပထမအဦးဆုံးတော့ PUBG Mobile ဘက်ကနေဒီနေ့ glitch ပင်အသစ်ထွက်ရှိထားတာရှိပါတယ်ဒီ event ရဲ့အချိန်ကိုပြောရမယ်ဆိုရင်28ရက်6လအနေနဲ့24ရက်9လအထိတော့မှာဖြစ်ပါတယ် item နေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ ultimate set ကိုတွေးမိရတာမျိုးရှိပါတယ်ကြီးကြီးပါသူပုံစံအ နေထားပေါ့ဗျာတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်တခြား skin တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီရဲ့ PP90 Bison skin ကိုတွေးမိရတာမျိုးရှိပါတယ်သူရဲ့ level max ပုံစံနေထားကိုကြည့်ရမယ်ဆိုရင်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီရဲ့ glider skin ကိုတွေးမိရမှာဖြစ်ပါတယ်ဒီကောင်ပေါ့ဗျာ bike skin မဟုတ်ပါဗျာ glider skin ပဲဖြစ်ပါတယ် job boy နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် level 1 2 3ပေါ့ဗျာတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် emote တွေကိုကြည့်ရမယ်ဆိုရင်အလန့် emote တွေးမိရမှာဖြစ်ပါတယ်တခြားကျော returning item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီကောင် return ဖြစ်ပြီးလာထားတာမျိုးရှိပါတယ်ကြည့်ကြည့်ပါတော်တော်လေးကိုလာထားမျိုးရှိပါတယ်ဒီ item ကိုကြည့်ရမယ်ဆိုရင်သူ ဲ့ emote ကိုကြည့်ရမယ်ဆိုရင်မိုက်ထားမျိုးရှိပါတယ်နောက်တစ်ခုကျွန်တော်တော်တော်လေးကိုကြိုက်တာတော့သူ့ရဲ့ကျော်ပိုး skin ကိုလည်းတော်တော်လေးကိုကြိုက်တာမျိုးရှိပါတယ် level 1 2 3ပေါ်မှာမိုက်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခု glider ပုံစံအနေထားတော့လုံးဝ share ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ p90 ကိုလည်းပြန်တွေ့မြင်ရတာမျိုးရှိပါတယ်တခြားတော့ပုံမှန်အတိုင်းပဲ ornament တို့ရဲ့ meblin တို့ granite skin တွေပါတွေ့မြင်ရတာမျိုးရှိပါတယ် တရက်တာရဲ့ပထမအုပ်ဆုံး spin ကိုကြည့်ရမယ်ဆိုတော့တစ်စီ UC ကြတဲ့မှာဖြစ်ပါတယ်ကျွန်တော်ကပို့ပြတဲ့ pre order တင်ထားတာဖြစ်တဲ့အတွက်ဈေးကလိုက်တယ်ဆိုရင် 0UC ဆိုရင်မှပို့ပြပေးထားတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်ကျွန်တော် pre order voucher ကိုသူကအသုံးပြုမှာဖြစ်ပါတယ်ဘာဒီများရရှိမလဲပို့ပြ source ကြည့်ရမယ်ဆိုရင် jam အသေးတွေတွေးမိထားတာမျိုးရှိပါတယ် material တစ်ချောင်းရသွားပြီဖြစ်ပါတယ်တစ်စီ UC နဲ့ချို spin တစ်ချက်လောက်လုပ်ကြည့်ကြည့်အောင်ပြ skip swallow လိုက်ပါမယ်ဒီကနေကြည့်မယ်ဆိုရင်ဒီက mini jam နဲ့တွေးမိရတာမျိုးရှိပါတယ်စဲချင်းပို့ပြတစ်ခါတည်းသွားကြည့်ကြည့်အောင်ပြဘာဒီများရရှိမလဲပို့ပြ okay ဒီကနေကြည့်မယ်ဆိုရင်လည်းဒီက mini jam နဲ့တွေးမိရတာမျိုးရှိပါ တယ်ကံအတော့လောက်ကြီးကောင်းတာမျိုးမရှိသေးပါဘူးဗျာ okay ဆိုတော့လုလိုက်ပါမယ်တစ်ခါသွားပါမယ်အဲ့ဒါပြီးတော့ကျဆေးကားပို့ဗျာတစ်ခါတည်းသွားကြည့်ကြည့်အောင်ဗျာဒီအရင်ကြည့်မယ်ဆိုရင် okay ဆိုတော့လုလိုက်ပါမယ်စေချင်းပို့ဗျာတစ်ခါတည်းသွားကြည့်ကြည့်အောင်ဗျာကျေးဇူးပြု PUBG Mobile လေးကောင်းတဲ့ item လေးပေးပါဆိုတော့လေဒီ mini jam လေးတွေ့မြင်ရတာမျိုးရှိပါတယ် ဒီတစ်ခါပေါ့ဗျာဆေးကကျွန်တော်တခြားလောက်ပြန်သွားကြည့်ကြည့်ရအောင်ဗျာ skip ဆိုတာလိုလိုက်ပါမယ်ဒီ attachment တွေပါကြီးတွေးမိရတာမျိုးရှိပါတယ် okay ဆေးကပေါ့ဗျာတခြားလောက်သွားကြည့်ကြည့်ရအောင်ဗျာဒီတစ်ခါကြီးရမယ်ဆိုရင် mini jam တွေတွေးမိရတာမျိုးရှိပါတယ်ဗျာဒီတစ်ခါပေါ့ဗျာ glass pin ကိုကြီးရမယ်ဆိုတော့ကင်ရတော့အလောက်ကြီးမကောင်းလို့ပြောလို့ရပါတယ်ဗျာကျွန်တော်နောက်ဆုံးချိန်နဲ့ပေါ့ဗျာဆေးကတခြားလောက်သွားပါမယ်ဗျာဒီကနေ့ကြီးရမယ်ဆိုရင်တော့ မီနီမတီရီယယ်လေးတွေ့မြင်ရတဲ့အပြင်ဒီရက်ပေါ်ရခြင်းအချီတစ်ခုကိုလည်းရရှိသွားပြီဖြစ်ပါတယ်ဒီရက်ဂျမ်ကိုကြည့်ရမယ်ဆိုရင်တော့ဒီရက်လက်ကနေရရှိတာဖြစ်ပါတယ်ခံရတော့မကောင်းလို့ပြောလို့ရပါတယ်ဗျဘက်ဘက်အချက်မှကြည့်မယ်ဆိုရင်တော့တကယ်ချင်းတော့ဘယ်နှချိန်လေးလဲပေါ်ရအပေါ်မှာမူတီမှာသူက reward တွေဖော်ပြပေးထားမျိုးရှိပါတယ်ဒီကောင်တကယ်ချင်း redeem လုပ်လို့ရတာမျိုးရှိပါတယ်ဒီရက် ornament ကိုလည်းရရှိသွားပြီဖြစ်ပါတယ်ဒီလိုမှာကျွန်တော်ကတော့ပေါ်ဗျအရင်တော့ gem တွေ convert လုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်စီမှာ gem 9တုံးတွေ့မြင်ရတာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်တော့ pp90 bison ကိုကျွန်တော်ကတော့ကြိုက်တာမျိုးရှိပါတယ်ကျွန်တော်ဒီကောင်ကို redeem လုပ်လိုက်ပါမြတ်ဒီက redeem ဆော်လုပ်လိုက်ပါမယ် okay ဒါဆိုရင်တော့ကျွန်တော် pp90 Mighty Bison skin ရရှိသွားပြီဖြစ်ပါတယ်။တော်တော်လေးကိုလှတာဖြစ်ပါတယ်။ကျွန်တော်ကတော့ကြိုက်ပါတယ်။တကယ်ကျွန်တော်ဒီ skin နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာ။ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျ။နောက်တစ်ခုကတော့ PUBG Mobile ဘက်ကနေတော်တော်လေးကိုကောင်းတဲ့ event ထွက်ရှိတာရှိပါတယ် Transformer preview ပေါ့ဗျာ။ဒီကနေကြည့်မယ်ဆိုရင်တော့လုံးဝကိုလွယ်ကူတဲ့ mission ဆိုရင်မှာ Transformer ရဲ့ voice pack ကိုလုံးဝ free အပိုင်းရရှိမှာဖြစ်ပါတယ်။ voice pack ကိုကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်ကြည့်အောင်ဗျာ။ โอเคဒါဆိုကြောဒီရဲ့ event ရဲ့အချိန်ကိုကြည့်ရမယ်ဆိုရင်26ရက်6လနဲ့8ရက်9လထိသွားမှာဖြစ်ပါတယ်။ကြိုက်တလောက်ပွဲနေပေါ့ဗျာတကယ်ကြောဒီရဲ့ mission ကိုဖြည့်လို့ရပါတယ်။နောက်ဆုံး2ပွဲတင်းနဲ့လည်းကြောဒီရဲ့ mission ကိုဖြည့်လို့ရတာမျိုးရှိပါတယ်။အဓိကအရေးကြီးတာတော့တကယ်ကြော Irangal မြေပေါ်မှာ event မျိုးဆိုရမှာဖြစ်ပါတယ်။ဒီ event မှာကြည့်မယ်ဆိုရင်နေရာ၄ခုပေါ်ရ Starva Mansion နောက်တစ်ခုက Gate Canada မှာတစ်ခုရှိပါတယ်။နောက်တစ်ခုက Military Base မှာတစ်ခုရှိပါတယ်။ဒီနေရာမှာ Special Crate တွေတွေ့မြင်ရတာမျိုးရှိပါတယ်။လာမယ့် update version 3.9နဲ့ပတ်သက်ပြီးမှ Crate တွေဖြစ်ပါတယ်။ဒီ Crate တွေကိုတကယ်ကြောဖွင့်လိုက်တယ်ဆိုရင်ဒီထိကနေ Crystal ရရှိမှာဖြစ်ပါတယ်။စုစုပေါင်း Crystal 10ခု UP ေးရမှာဖြစ်ပါတယ်။တပွဲထဲမှာကြည့်မယ်ဆိုရင် crystal အများဆုံး၅ခုယူလို့ရတာမျိုးရှိပါတယ်။တရက်ကိုတကယ်ကျွန်တော်တို့နေ10ခုပေါ့ဗျာအများဆုံးယူလို့ရပါတယ်။10ခုယူလိုက်တယ်ဆိုရင်တော့ဒီရက် machine ကပြီးသွားပြီဖြစ်ပါတယ်။ဘယ်လိုပုံစံလဲဆိုတော့ဒီမှာကြည့်မယ်ဆိုရင် total progress ဆိုရင်မှတွေးမိရတာမျိုးရှိပါတယ်။ progress တက်မှာကြည့်မယ်ဆိုရင်တော့ engineer ရရှိမှာဖြစ်ပါတယ်။ progress 3ရောက်သွားတယ်ဆိုရင်တော့ဒီရက် scrub 3ခုရရှိမှာဖြစ်ပါတယ်။ progress 6ရောက်သွားတယ်ဆိုရင်တော့ဒီရက်ပေါ်ရ voice pack ကိုရရှိမှာဖြစ်ပါတယ်။ progress 10ရောက်သွားတယ်ဆိုရင်ဒီရက် voice pack ကိုရရှိမှာဖြစ်ပါတယ်။ကျွန်တော်စီမှာကြည့်ရမယ်ဆိုရင်ဒီရက် crystal 10ခုရှိတာဖြစ်ပါတယ်။ဒါပြီးတကယ်ကျွန်တော်မလုပ်ရမလဲဆိုတော့အောက်မှာကြည့်မယ်ဆိုရင် decode mystery cube ပေါ့ဗျာဒီကော ချက်လောက်နေလိုက်ပါတယ်ပြီးတော့ okay ဆိုတာနေလိုက်ပါဒီကနေ့ကြည့်မယ်ဆိုတော့ဒီ code လုတ်ပြီးသွားမှဖြစ်ပါတယ်ကြည့်ကြည့်ပါဒီပုံစံနေထားပေါ့ဗျာဒီတိုင်းလုတ်သွားရုံဖြစ်ပါတယ်တကယ်ကျတော့10ခုပေါ့ဗျာ10ခုကောက်ထားတဲ့ကျော်10ကားပေါ့ဗျာဒီကောင်ကဒီ code လုတ်လိုက်တယ်ဆိုရင်တော့ဒီရဲ့ machine ကပြီးသွားမှဖြစ်ပါတယ်ဒီကနေ့ကြည့်မယ်ဆိုရင်ဒီရဲ့ voice pack တွေပါတယ်တကယ်ကျတော့ redeem လုတ်လို့ရပြီဖြစ်ပါတယ်ဗျာ okay ဒီမှာကြည့်ရမယ်ဆိုရင်တော့ဒီကနေ့ကြည့်မယ်ဆိုရင်တော့10ခုတုံးပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တစ်ခုချင်းစီပေါ့ဗျာ redeem လုတ်လိုက်ပါမယ်ဒီကနေ့ကြည့်မယ်ဆိုရင် congratulation you got ပေါ့ဗျာဒီ voice pack တွေရရှိသွားပြီဖြစ်ပါတယ် scrap တို့ပေါ့ဗျာ eg တို့ရရှိသွားပြီဖြစ်ပါတယ်ဗျာဒီလိုပုံစံနဲ့တကယ်ကျတော့ transformer ရဲ့ voice pack ကိုပေါ့ဗျာလုံးဝတရက်ထဲနဲ့နှစ်ပွဲဆို ော်ကြီးမှာလုံးဝ free အပိုင်ယူလို့ရတာပဲဖြစ်ပါတယ်ဗျာ။ဒါောက်လည်းတကယ်ကျွန်တော်ယူဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာ။တော်လေးကိုလွယ်ကူရဲမရှင်ပဲဖြစ်ပါတယ်ဗျာ။ Okay ဒါဆိုတကယ်ကျအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။တကယ်ကျအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ကျအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။